ျွန်တော်ရဲ့နာမည်ကအောင်ထိုက်ပါအသက်က19နှစ်နေတာတော့နေမျိုးလေးတစ်မျိုးကရွာတရွာမှာနေပါတယ်ဒီဖြစ်ပျက်ကပြောမယုံကြုံမသိဆိုတဲ့အဖြစ်မျိုးဗျာပြောရမှာနည်းနည်းတော့ရှည်တော့လူရင်းမဲ့ပြောမယ်ဗျာတခါတော့ကျွန်တော်တို့ရွာမှာကြားကြီးလို့ခေါ်တဲ့လူမတယောက်ရင်မတော်တဆမှုနဲ့ဆုံးသွားပါတယ်သူစည်းလာတဲ့ဆိုင်ကယ်ကိုထရက်ကားကြီးကဝင်တိုက်သွားတာပါကြားကြီးရဲ့ရာဇဝင်ကလည်းဆွဆွဝါးဝါးပါပဲသူတို့ပြောရလို့ရှိရင်တော့မကောင်းတာမှန်သမျှလုပ်တဲ့သူပါ ရွာသားတွေမပြောနဲ့မိသားစုအရင်းနေတော့မတည့်တဲ့သူပါ။တေရာကလည်းတကယ်ကိုပိုးဆိုးပတ်ဆက်ပါပဲ။ဆိုင်ကယ်ကိုကားကြီးနဲ့တိုက်မိပြီးတော့လူကလမ်းဘေးရဆူးကြုံနေကြသွားတာ။အဲ့ဒီနေရာမှာပဲအသက်ပျောက်သွားခဲ့တယ်။ဒဏ်ရာတွေကလည်းအသေးငယ်သူတွေမကြည့်ရတဲ့အထိကိုစိုးလာပါတယ်။ပါတစ်ဖက်မှာဆိုရင်အေးပြားပြဲသွားတာတွားတွေတော့မြင်နေရတယ်။ဝဲဘက်လက်ကလက်ချောင်းတွေဆိုရင်အယိုးကျိုးပြီးတော့အနောက်ကိုလန်ထွက်နေတာ။ခန္ဓာကိုယ်တစ်ခုလုံးနှိပါအယိုးတွေလည်းအကုန်လုံးကိုကျိုးကုန်တာဗျာ။သူ့ရဲ့လောင်းဒီတိုင်းတော့တည်လို့မရတာကြောင့်အဲ့မဲမဲကြီးနဲ့ခွေခွေလေးထည့်ပြီးတော့တည်ရတယ်ဗျာ။ ပြောရင်လည်းကြက်သိန်းတော်ထလာပြီဗျာသူ့ကိုမြေမြုပ်ပြီးတဲ့နေ့ညလည်းရောက်ရောကျွန်တော်တို့တငယ်ချင်းတွေတစုဆက်မိဆက်ရပြောကြရတာကနေကြားကြီးเจ้าကိုရောက်သွားခဲ့ပါတယ်တငယ်ချင်းတစုဆိုတာကျွန်တော်အပါဝင်၄ယောက်ထဲပါကျွန်တော်အောင်ထိုက်ရဲ့မင်းမျက်စံအောင်နိုင်ဆိုစမ်းနိုင်တော့ပါစမ်းနိုင်ရဲ့မိဘတွေကဘေးရောက်ရောက်တော့တခါတလေအိမ်မှာသူတယောက်တည်းပဲကြံနေခဲ့တတ်ပါတယ်အဲလိုနေနေဆိုရင်ကျွန်တော်နဲ့ဟိုနှကောင်အဖော်ဖြစ်လိုက်ပေးလိမ့်ရှိပါတယ်ဖြစ်ချင်တော့အဲ့ဒီကစကားပြောနေကြရင်လည်းစမ်းနိုင်ဟာငါထင်တော့ကြားကြီးကကျွတ်လွတ်မယ်မထင်ဘူးကွာတရေဖြစ်ပြီးတော့တရွာလုံးကိုပတ်ချောင်းနေမှာအသေးချာပဲငါတို့ကြီးလည်းအဲ့လိုပဲထင်နေကွာ အဲ့လိုပြောလိုက်တော့မင်းမျက်စံဟဲ့အောင်နေကြားဤတရေဖြစ်မဖြစ်သိအောင်တရေခေါ်ကြရောအဲ့လိုမျိုးပြောဆိုပြီးတော့ဇလန်းဆလာခဲ့ပါတယ်ကျွန်တော်နဲ့အခြားနှစ်ကောင်ကလည်းစိတ်ဝင်စားသွားခဲ့ပါတယ်ခေါ်တာတော့ဟုတ်ပါပြီကွာဘလို့ခေါ်ရမှာလဲမင်းခေါ်တယ်လို့လားမင်းမျက်စံအဲ့ဒီချိန်မှာပဲဆရာကြီးထာနဲ့မျက်လုံးကိုပြင်လိုက်ပြီးတော့ငါလည်းတကားမခေါ်ဘူးကွာဒါပေမဲ့ဘလို့ခေါ်ရမလဲဆိုတော့ငါသိတယ် တရေတကယ်လာမလားတော့မသိဘူးပေါ့ကွာစမ်းကြည့်ကြပါဦး။အော်ပြီးတော့ကြောက်တက်လို့ရှိရင်ဝေမပါဘူးပြောကျင်တယ်ကွာ။ကျွန်တော်တို့ရေအားလုံးကလည်းတကယ်မကြုံရသေးဘူးဆိုတော့မကြောက်တက်ဘူးပါညာပေါ့။မင်းမျက်စံပြောတာမေတ္တာရှင်ရွှေပြည်သားအရှင်ဇဝနရေးတဲ့စာအုပ်တုံးမှာဖတ်ဘူးတာတဲ့။အ ਨੇ စုံလူ၃ယောက်ဆိုရင်ခေါ်လို့ရတယ်တဲ့။လိုအပ်တာကတော့၄000ခုံလေးတစ်လုံးရဲ့။အဲ့ဒီခုံငယ်လေးရဲ့မတူညီတဲ့ဒေါက်တစ်ခုကိုခုရုံးလို့ဖို့အတွက်အုံနီကဲဖြစ်ဖြစ်တက်သားတော့ဖြစ်ဖြစ်နှစ်ခုရဲ့ပါပဲ။တစ်ဖက်ကထိလိုက်ရင်ခုံလို့အောင်ပေါ့။ ။စာအုပ်ထဲမှာတော့မီးထိုးမှုမပါပဲမဲ့အလင်းရောင်ရအောင်ကျွန်တော်တို့ဖျောင်းနဲ့တချောင်းထွန်းနှားလိုက်ကြပါတယ်။လိုအပ်တာတွေပြည့်စုံတော့၄ရောက်လုံးဝခုံဝိုင်းပြီးတော့ထိုင်လိုက်ကြပါတယ်။ပြီးတာနဲ့ပဲလက်မချင်းထိပြီးတော့လက်ကိုကာထားလိုက်ကြပါတယ်။ကျွန်တော်ကမင်းမျက်စံရဲ့လက်ညှိုးနဲ့လက်ကလေးကိုကျွန်တော်ရဲ့လက်ညှိုးလက်ကလေးနဲ့ထပ်လိုက်ပြီးတော့လက်မချင်းထပ်လိုက်ပါတယ်။ပြီးတော့အောင်နိုင်ဆိုးကကျွန်တော်ရဲ့လက်ညှိုးနဲ့လက်ကလေးကိုလာထပ်တယ်။အောင်နိုင်ဆိုးရဲ့လက်တွေကိုစမ်းနိုင်ရထပ်ပြီးမင်းမျက်စံရဲ့လက်နဲ့ဆက်ပြီးတော့ထပ်လိုက်တယ်။အဲဒီနောက်တော့ခုံမော်ခက်ရွရွလေးတင်ထားလိုက်တာပေါ့ဗျာ။အဲဒီချိန်မှာပဲမင်းမျက်စံကမှတ်ထားကြနော်။ ဘာပဲဖြစ်လာဖြစ်လာလက်ကိုလုံးဝမဖြုတ်ရအောင်ငါတို့တရေသက်စေတွေကိုစလို့ခေါ်တာနဲ့လက်ကိုမဖြုတ်ရတော့ပြန်ဖို့ပြီးမှပဲဖြုတ်ရမယ်မဟုတ်ရင်တို့ကငါတို့နောက်ကိုလိုက်လာပြီးဒုက္ခပေးလိမ့်မယ်ဟေးတို့ရောက်လာခဲ့လို့ရှိရင်လည်းပောက်တက်ကြရင်မမေးရအောင်တို့ရောက်မရောက်ခုံခောက်ပြီးတော့အချက်ပေးလိမ့်မယ်စီးဖောက်လို့ရှိရင်နောက်ကလိုက်လာလိမ့်မယ်နော်ဘလို့လဲခေါ်ရကြသေးရလားအဲ့လိုမျိုးပြောတော့ကျွန်တော်တို့လည်းဂျိုကြွနေတာနဲ့စိန်လိုက်လေဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါဆိုငါစခေါ်တော့မယ်နော်အဲ့လိုမျိုးမင်းမျက်စံပြောပြီးတော့သူ့ရဲ့လက်မှတ်နှစ်ချောင်းကိုဖြုတ်ကလမ်းဖွင့်ပေးလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့ ဤရဲ့ဤရွာဤအတွင်း၌ရှိကြကုန်သောတရေတစေဝိညာဉ်ပိတ်တာနာနာဘာဝဘလူးယက္ခဂုံမနနဲ့အစိမ့်တရေမြေဖုတ်ဘလူးကြက်ပါမကြံမမြင်အပ်မမြင်အပ်ရာပေါင်းတို့ငါတို့ဤစကားကိုနားထောင်ပါငါတို့နှင့်ကစားလိုလျင်ဤစည်းဝိုင်းတွင်းကိုဝင်ပါငါတို့သည်တင်တို့ကိုဒုက္ခမပေးသလိုငါတို့ကိုလည်းဒုက္ခမပေးပါနဲ့ပျော်ပျော်ပါပါကစားလိုလျင်တော့ဤစည်းဝိုင်းထဲကိုဝင်လာခဲ့ပါ အဲ့လိုမျိုးပြောဆိုပြီးတော့ခေါ်လိုက်ပါတယ်သူရဲ့ခေါ်တဲ့ကြောင့်ကျွန်တော်တို့တယောက်မျက်နှာကိုတယောက်ကြည့်မိတာတော့အမှန်ပါပဲအဲ့လိုမျိုးသုံးငိန်တတီခေါ်ပြီးတော့ငါတို့စီးကိုပိတ်ပါတော့မယ်အဲ့လိုမျိုးသုံးငိန်အော်ကလက်မနှစ်ချောင်းကိုထပ်ကပြန်ပိတ်ထားလိုက်ပါတယ် ပြီးတာနဲ့ပဲ तू ကရောက်လာပြီလားရောက်ရင်ခုံခောက်ပြီးတော့အချက်ပြပါအဲ့လိုပြောလိုက်တော့ခဏကြာတဲ့အထိဘာမှထူးခြားမလာခဲ့ပါဘူးအလကားပါကွာဘာမှလည်းဖြစ်မလာဘူးအဲ့လိုမျိုးတွေးနေတဲ့တယောက်မျက်နှာတယောက်ကိုကြည့်မိကြပြန်ပါလေအဲဒီချိန်မှာပဲထွန်းထားတဲ့ဖျောင်းနိုင်ကလေမတိုက်ပဲနဲ့ငြိမ့်တော့မလို့လို့ဖြစ်သွားခဲ့ပါတယ်ပြီးတော့တခြားသူတွေတော့မသိပါဘူးကျွန်တော်ကြောထဲမှာတော့စိတ်တက်သွားပြီးတော့အေးဆက်ဆက်ဖြစ်သွားတယ်ဆိုရင်ပဲဒေါက်တာဒေါက်တာဆိုပြီးတော့ခုံခောက်တန်နေရလဲထွက်ပေါ်လာခဲ့ပါတယ်ပထမကတော့လန့်သွားတာတော့အမှန်ပါပဲ ပြီးတော့မှတယောက်ကိုတယောက်မင်းခောက်တာလားဆိုပြီးတော့တူတူလေးမေးကြပါတယ်ဘယ်သူမှမခောက်ဘူးဆိုတာသိရတော့မင်းမျက်စံသူတို့ရောက်နေတာသိကြပြီကွာတင်တို့ရောက်နေတာသိရပါပြီဘလောက်အရေးအတွက်ထိရောက်နေကြရလဲငါးယောက်ကိုတစ်ချက်နှုံးနဲ့ခောက်ပြပါအဲ့လိုပြောလိုက်တော့ခောက်လိုက်တာမှမရက်မနာပဲဗျာမင်းမျက်စံရပါပြီရပါပြီဆိုပြီးပြောမှရက်သွားခဲ့ပါတယ်အဲ့ဒီအချိန်ကျွန်တော်ခံစားနေရတာကအေးစိတ်ပြီးတော့စက်သိန်းတစ်ဖြန်းဖြန်းထနေရပါပဲကျွန်တော်တို့ကလည်းဟိုဒီဒီမေးပြီးတော့နောက်ဆုံးမင်းမျက်စံတနည်းကတည်သွားတဲ့ကြာရောပါလားအဲ့လိုမေးလိုက်တော့ဒေါက်ဆိုပြီးတော့ခောက်တာဗျာ အဲ့ဒီအချိန်မှာပဲကျွန်တော်တို့လုပ်ခဲ့မိတဲ့ပထမအမားတစ်ခုကတော့တခြားပုံကိုတွေကိုပြန်ပို့လိုက်ပြီးတော့ကြားကြီးကိုကျွန်တော်တို့နဲ့ဆက်ပြီးတော့ကစားဖို့ခေါ်ထားလိုက်ခြင်းပါပဲတခြားပုံကိုတွေမိမိတို့ရဲ့နေရဌာနကိုပြန်ကြပါအခုလိုကျွန်တော်တို့ကစားဖို့ဖိတ်ခေါ်တာကိုလာရောက်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကြားကြီးတော့ကျွန်တော်တို့နဲ့ဆက်ကစားဖို့နေရခဲ့ပါအဲ့လိုမျိုးသုံးငိမ့်သုံးကပြောပြီးတော့လက်မကိုတစ်ခါဖွင့်ပေးလိုက်ပါတယ်ပြီးတော့မှပဲပြန်ပိတ်လိုက်ပါတော့တယ်ကြားကြီး ခမ ्या ကျုပ်တို့နဲ့ရှိနေသေးပါသလားအဲ့လိုမေးလိုက်တော့ဒေါက်ဆိုပြီးတော့ချက်ချင်းခောက်တာဗျအဲ့ဒီမှာအောင်နိုင်ဆိုးကငါတို့ဗနေရောက်ရှိလဲပြောပြပါဒေါက်တောက်ဒေါက်ဆိုပြီးတော့လေးချက်ခောက်ပြပါတယ်ကျွန်တော်ကလည်းဘာမေးရမှမသိတော့တာနဲ့ကျုပ်တို့ကိုတီလာလို့မေးလိုက်တော့ဒေါက်ဆိုပြီးတော့တစ်ချက်ပြန်ခောက်ပြန်ပါတယ်အဲ့ဒီအထိကတော့ပုံမှန်ပါပဲအချိန်နေဆိုးသွားစေတာကမင်းမျက်ဆံရဲ့မေးခွန်းကြောင့်ပါ तू မေးတာကြိုက်ခမ ्या ဘလို့တီခဲ့ရလဲဗျဘယ်ဘွားကိုရောက်နေလဲဆိုတာကိုတီလာသူ့မေးခွန်းလဲဆုံးရောထွန်းထားတဲ့ဖျောင်းနဲ့ဟာရုတ်တရက်မိငိမ့်သွားပြီးတော့ဒုံးဆိုပြီးတော့ခုံကြီးက၃လေးပေလောက်ထိမြင့်တက်သွားခဲ့ပါတယ် အဲ့ဒီမှာပဲလက်တွေလည်းပြုတ်ထွက်သွားပြီးတော့အကုန်လုံးလန်သွားကြပါတယ်ပြီးတော့ခြေဥတဲ့ရအောင်ပြေးကြတော့တာပါပဲစမ်းနိုင်လဲကိုယ့်အိမ်ထဲမှာကိုမနေရတော့ပဲနဲ့ပြေးပါတယ်တကယ်ပြဿနာအဲ့ဒီမှာစတာဗျအိမ်နဲ့စမ်းနိုင်ဘယ်မှာအိတ်ခက်လဲတော့မသိပါဘူးကျွန်တော်တို့တညလုံးလုံးဝမအိတ်ရပါဘူးအိတ်မဲ့လောက်တိုင်းကြားကြီးရဲ့ပုံစံကိုမြင်အောင်လာပြီးတော့တယောက်ယောက်ကိုနားမှာလာအိတ်နေတယ်လို့မျိုးတယောက်ယောက်ကကိုယ်ကိုစိုက်ကြည့်နေတယ်လို့မျိုးခံစားရပြီးတော့ကြက်သိန်းတွေထနေတာပါမိုးလင်းပေါက်တဲ့အထိကိုထိုင်နေရတော့တာပါ ကိုရိတ်ကိုကိုမြင်ပြီးတော့လန့်နေမိပါတယ်မီးလည်းမထွန်းရဲပါဘူးတော်ကြမီးထွန်းလိုက်မှအနားမှာလာထိုင်နေဘယ်လိုလုပ်မလဲဗျာဒီတိုင်းအမောင်ထဲမှာထိုင်နေတာတော့အနားမှာရှိသလိုကြီးခံစားနေရတာပါအဲ့ဒီချိန်စိတ်ထဲမှာဘာမှသတိမရတော့ပဲမနဲ့အမြန်ရောက်ပါစေလို့ပဲဆူတောင်းနေမိပါတော့တယ်မနဲ့ရောက်တာနဲ့ဟိုကောင်တွေကိုလိုက်ရှာပြီးတော့မေးကြည့်တော့သူတို့လည်းတညာလုံးအိတ်မရဘူးလို့ဆိုပါတယ်အိတ်နေနေအလိုလိုလန့်နိုးလာပြီးတော့ကိုရဲ့ဘေးမှာပဲအိတ်နေတယ်လို့လို့ ကြက်သိန်းနေလဲတဖြည်းဖြည်းထနေတယ်တဲ့စမ်းနိုင်ကိုဗမာအိတ်ခဲလဲလို့မေးတော့မင်းမျက်စံတို့အိမ်မှာအိတ်ခဲတယ်တဲ့ကျွန်တော်ကလည်းအကြောက်လွန်ပြီးတော့စိတ်ထင်တာတွေဖြစ်မှာပါဆိုပြီးတော့ဒီတိုင်းထားလိုက်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီအခြေအနေတွေကအိမ်မှာရပ်မသွားပဲပိုဆိုးလာခဲ့ပါတယ်အိမ်နေတော့ရောင်ရမ်းလာပါတယ်လာဆွဲနေတယ်လို့မျိုးခံစားလာရပါတယ်ပြီးတော့တခြားသူတွေကိုကြည့်လိုက်တိုင်းကြားကြီးမျက်နှာကိုပဲမြင်နေရပါတယ် အတန်တခုဟာချွန်းကနေဆိုကြားရင်တော့လန့်ခဲ့ရပါတယ်ပြောလို့ရှိရင်တော့ကိုသာမဟုတ်ဘဲနဲ့ကိုရဲ့ဘေးနားလူတွေကိုပါလန့်ဖြတ်စေလာမိတဲ့အထိပါပဲဘလို့မှမနေတာတဲ့အဆုံးမှာတော့၃ညမြောက်တဲ့နေ့မှာပဲဟိုကောင်နေနဲ့တိုင်ပင်ပြီးတော့ ပြန်ဖိတ်ခေါ်ပြီးတော့ပြန်ဖို့ကြဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါတောင်စမ်းနိုင်တဲ့အောင်နိုင်ဆိုးကိုမနေနားချရပါသေးတယ်။ကိုကကိုတော့တေမလောက်ကြောက်နေတဲ့ကြားပဲသူတို့ကလည်းဖျဲချောက်ရပါတယ်။ပြန်ဖို့ဖို့ခေါ်တဲ့အခါမှာလည်းမင်းမျက်စံပဲခေါ်တာပါ။ကြားကြီးကကျွန်တော်တို့နားမှရှိနေတယ်ထင်တယ်ဗျာ။စမ်းနိုင်တို့အိမ်ကိုရောက်ခရဲကကြောစိတ်နေခဲ့ပါတယ်။ကြက်သိန်းတော်တဖျက်ဖျက်ထနေခဲ့တာပါ။ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့၄ရောက်တယ်ဆိုပေမဲ့နောက်တစ်ယောက်ရှိနေတဲ့ခန်းစားချက်မျိုးကိုကျွန်တော်တို့ရေအကုန်လုံးခန်းစားနေရပါတယ်။ကျွန်တော်တို့တွေကလည်းအချိန်မစွဲတော့ဘဲနဲ့ချက်ချင်းခေါ်လိုက်ပါတယ်။ ဒါပေမဲ့ဒီတခါတော့ကြားရို့ပဲတည်တံ့ခေါ်တာဗျာကျွန်တော်တို့တွေကလည်းပထမညကခေါ်တယ်လို့မျိုးသုံးညခေါ်လို့ပြီးတာနဲ့မင်းမျက်စံလက်မကိုထိတ်ကပ်ပြီးတော့ပိတ်လိုက်ပါတယ်ကြားကြီးခမရရောက်ပြီလားခမရတယောက်ထဲလားခုံကိုခောက်ပြီးတော့အချက်ပြပါမရေတရဲနဲ့ပြောလိုက်တော့ဒေါက်ဆိုပြီးတော့ခက်ပြင်းပြင်းနဲ့ခောက်လာပါတယ်ချက်ချင်းကိုခောက်ခဲ့တာပါကျွန်တော်ဆိုရင်ကြောက်လုံးလုံးဇရွေးတွေမျိုးချရတာအခက်ခါပါပဲကျန်တဲ့သူတွေကလည်းဒီကိုလုံးကိုဇောချွေးတွေကိုရှွဲလို့ပါ စမ်းနိုင်ဆိုရင်ဒူးတွေပါတုံနေပါသေးတယ်။သူလက်ချိတ်ထားတာပြုတ်မှဆိုလို့မနဲ့ထိမိထားရပါတယ်။ကျွန်တော်တို့တွေကလည်းကြားကြီးရောက်နေတာကိုသိတာနဲ့လေးယောက်လုံးကြားကြီးကိုတောင်းပန်ကြပါတယ်။အချင်းချင်းခါခါကိုတောင်းပန်ခဲ့ရပါတယ်။မိခွန်းနဲ့လည်းတိတ်မမေးပြစ်ခဲ့ပါဘူး။ကြိုင်ခမားနေမြဲနေရာကိုပြန်နိုင်ပါပြီကျွန်တော်တို့ကစားဖို့ဖိတ်ခေါ်ရာကိုလာတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်စသဖြင့်ပြောဆိုပြီးတော့မင်းမျက်စံအပဲပြန်ပို့လိုက်ပါတယ်တုံးညိတ်တုံးကပြောပြီးတာတော့လက်ချင်းကတ်ထားတာတွေကိုမဖြုတ်ရသေးကြိုင်ခမားရှိသေးလား အဲ့လိုမျိုးအချင်းချင်းခေါ်နေမိပါသေးတယ်အချိန်နှဲငယ်ကြတဲ့အထိဒီတိုင်းပဲမလုံမရှက်ထိုင်နေကြသေးတာဗျလုံးဝစိတ်ချရပြီဆိုတော့မှပဲလက်တွေချိတ်ထားတာကိုဖြုတ်လိုက်ကြပါရစေ အဲ့ဒီတော့မှအသက်ဖြောင်းဖြောင်းရှူနိုင်ခဲ့ပါတယ်။မင်းမျက်စံကတော့စမ်းနိုင်ကိုမနဲ့တောင်းပန်လဲရပါတယ်။အဲ့ဒီနေ့ကနေစပြီးတော့ကျွန်တော်တို့ရဲ့အရာအလုံးပုံမှန်တိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။သူတည်ခဲ့တဲ့နေရာနဲ့သူ့ရဲ့ယင်းနီးနားမှာတော့တချို့လူတွေကမြင်ကြရတွေ့ကြရတယ်လို့တော့ပြောကြတာပါပဲ။နောက်ပိုင်းမှာတော့ကြားကြီးကကျွတ်လွတ်သွားပြီလားမကျွတ်လွတ်သေးဘူးလားဆိုတော့ကျွန်တော်တို့လည်းတိတိကျကျတော့မသိရတော့ပါဘူး။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်မှားသည်ဖြစ်စေမှန်သည်ဖြစ်စေယုံသည်ဖြစ်စေမယုံသည်ဖြစ်စေလိုက်ပြီးတော့မစမ်းကြည့်ကြဖို့တော့ပြောချင်ပါတယ်။ကျွန်တော်ကတော့နောင်နာတဲ့အခါကထပ်ပြီးတော့မရကျင်တော့ပါဘူး။ တခါတလေမှမဖိတ်ခေါ်ပဲနဲ့ရောက်လာတဲ့အန်နီယယ်တွေထက်ကိုဖိတ်ခေါ်လိုက်လို့ရောက်လာတဲ့အန်နီယယ်ကပုံမူကြောက်ဖို့ကောင်းနေတတ်ပါတယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်